Hello, everyone. Today we are going to talk about something that can change your life. Hello, my name is Dima Solution. The Mesui Ye Bawago, Bianle B9, the crew of Jango Yojame, Arabale Solution, The Secret to Self Confidence. Google Jung Jija Shibuya Dre, the show a chat at Jango Secret, so a show a chat to buy a Jango Yojame. Self Confidence is a Google Jung secret ကရှိုးချက်ပြီး something ကတစုံတစ်ခု change ကပြောင်းလဲသည် life ကပေါ့။ Do you ever feel shy? အာမိတ်ဆွေကဒီရှက်နေတာမျိုးခံစားရဘူးလား။ shy ကရှက်တော့အဲ့မှာရှေ့က feel ခံစားရသည်နဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်သူကရှက်သည်ဖြစ်သွားပါတယ်။သင်ကဒီရှက်တစ်ခုကိုလုံးဝမှာတစ်ခုကိုပြောရမှာအဲ့လိုမျိုးရှက်နေဘူးလား nervous အာဒီ တုံ့လုံနေရမျိုးရှိဘူးလား nervous ကတုံ့အာတုံ့လုံတာဥမာကိုကတခုခုကိုလုံးဝမှမလုံရဲလို့အဲ့လိုမျိုးတုံ့လုံနေရမျိုးရှိလား maybe you want to speak up မဆွေကဒီတခုကိုပြောလိုက်ခြင်းနဲ့ဖွင့်ပြောလိုက်ခြင်းနဲ့ try something new အသစ်တခုခုကိုအာဒီစ조사ကြည့်ခြင်းနဲ့ or demonstration follow your dreams တဲ့အိမ်မက်တွေနောက်ကိုလိုက်ခြင်းနဲ့ but that will stop because you were afraid သင်ကကြောက်နေတဲ့အတွက်ကြောင့်မို့လို့ရက်လိုက်ရတယ်။ average ကအကြောင်းပြောဖြစ်ပါတယ်။ဒီကိုက စိုးရိမ်တာကြောက်ရွံ့တာအဲ့ဒါကြောင့်မလို့ကိုလုံးချင်တဲ့ဒီအိမ်မက်တွေနောက်ကိုမလိုက်ရဲဘူးပြီးတော့အစ်စ်တစ်ခုခုလုံးမကြည့်ရဲဘူး try မကြည့်ရဲဘူးစူးစမ်းမကြည့်ရဲဘူးပြီးတော့မပြောရဲဘူးအဲ့ဒါမျိုးတွေဖြစ်ဖို့လားတဲ့ if yes ဖြစ်ဖို့ရဲ့ဆိုလို့ရှိရင် don't worry မစိုးရိမ်ပါနဲ့ many people struggle with the confidence ဒီလူတော်တော်များများကယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ယုံကန်ကြရပါတယ် struggle ကယုံကန်သည် confidence garo yong chi but da na the good news is that the the ding gao ni ne garo ဒီနေရာမှာ news က uncountable noun ဖြစ်ပါတယ်ဒီသတင်းကောင်းအနေနဲ့ကတော့ဒါကြောင့် is ကိုသုံးတာဖြစ်ပါတယ်။ဘာလဲဆိုလို့ရှင် confidence is something you can build solution. သင်တိဆောက်လို့ရတဲ့အာလုံယူလို့ရတဲ့တိဆောက်လို့ရတဲ့အာတခုအတောင်းရတခု something တခုပဲဖြစ်ပါတယ် confidence ဟာဆိုလို့ရှိရင်လုံယူလို့ရတဲ့အရာပဲဖြစ်ပါတယ်တဲ့ you don't need to be born with it အာမိတ်ဆွေကဒီ born ဆိုတာမွေးဖွားလာတာဒီ အာ confidence ဒီ it's ကကြတော့ confidence ဒီယုံကြည်ချက်တွေရှိပြီးတော့မွေးဖွားလာစရာမွေးကလေးကယုံကြည်ချက်ရှိလာကိုရမလို့အပ်ပါဘူးဒီ self confidence is a skill ဒီကိုကိုကိုယုံကြည်ခြင်းဟာဆိုလို့ရှိရင်ဒီကျွမ်းကျင်မှုရည်သွေးတစ်ခုပဲဖြစ်ပါတယ်တဲ့ and today we will learn how to develop it step by step ဒီနေ့မှဆိုလို့ရှိရင်တော့ငါတို့ကဒီအာကို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 ယုံကြည်ချက်ရှိအောင်ဘယ်လိုမျိုးဒီ တည်ဆောက်ရမယ်တိုးတက်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို step by step ဆိုတာတဆင့်တဆင့်ချင်းဒီလေ့လာကြည့်ကြမှာသင်ယူလေ့လာသင်ယူကြည့်ကြမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ကိုယ့်ကိုယ်ကိုဒီယုံကြည်ချက်တိုးလာဖို့ရအတွက်ဆိုလို့ရှိရင်ရှိလာဖို့ရအတွက်ဆိုလို့ရှိရင် understand what confidence is ဒီယုံကြည်ချက်ဆိုတာဘာလဲဆိုတာကိုနားလဲပါတယ် confidence is a belief in yourself and your abilities The ဒီယုံကြည်ချက်ဆိုတာကသင်ကိုယ်သင်ယုံကြည်ခြင်းနဲ့သင်ကိုယ်သင်နဲ့သင်ရဲ့ဒီ abilities ဟာသင်လုံနိုင်တဲ့အရေးချင်းတွေအာစွမ်းရည်တွေကိုယုံကြည်ခြင်းပဲဖြစ်ပါတယ် it it is about trusting that အရာဒီယုံကြည်ခြင်းလေးဖြစ်ပါတယ်ဘာလို့ယုံကြည်ဆိုတော့ uh, that you can handle life's challenges The is in ဒီဘဝရဲ့စိန်ခေါ်မှုတွေကို သင်ကဒီကင်တွဲဖြည့်ရှင်းနိုင်တယ်လို့ယုံကြည်ခြင်းပဲဖြစ်ပါတယ် handle ကကင်တွဲဖြည့်ရှင်းတာ example ဥမာအနေနဲ့ဆိုလို့ရှိရင် if you are learning english သင်ကဒီအင်္ဂလိပ်စာလေ့လာနေတယ်ဆိုလို့ရှိရင် confidence means trusting that you can speak even if you make mistakes ဒီယုံကြည်ချက်ဟာဆိုလို့ရှိရင်တင်ကဒီအမားတွေလုံနေရင်တောင်မှ event ကတောင်မှတင်ကအမားတွေလုံမိရင်တောင်မှ သင်အင်္ဂလိပ်စာပြောနိုင်တယ်ဆိုပြီးတော့ယုံကြည်ခြင်းပဲဖြစ်ပါတယ်တဲ့ယုံကြည်ခြင်းကိုဆိုလိုတာဖြစ်ပါတယ် means ကဆိုလိုသည်ဟာဒီယုံကြည်ချက်ဆိုတာကသင်အမှားလို့ရင်တောင်မှသင်ပြောနိုင်တယ်ဒီအင်္ဂလိပ်စာကိုပြောနိုင်တယ်လိလာသင်တက်ထမြောက်နိုင်တယ်လို့ယုံကြည်ထားခြင်းပဲဖြစ်ပါတယ်တဲ့ဆိုလိုခြင်းပဲဖြစ်ပါတယ် confidence comes not from always being right ဒီယုံကြည်ခြင်းဟာဆိုလို့ရှိရင်ဒီကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းဟာဆိုလို့ရှိရင်အမြဲတမ်းမှန်ကန်နေရတယ်လာတာမဟုတ်ပါဘူးလေ always ဆိုတာအမြဲတမ်း being right ဆိုတာကမှန်တယ် right ကမှန်ကန်တော့ဒီနေရာမှာ be buff to be နဲ့တွဲလိုက်တဲ့အခါမှာ adjective ကတည်ဖြစ်သွားတယ်အမြဲတမ်းမှန်ကန်နေရမျိုးကနေလာတာမဟုတ်ပါဘူးလေ but ဘာလဲဆိုလို့ရှိရင် from not fearing to be wrong ဒီ မာလို့ဖို့ရအတွက်မကြောက်ချင်းကနေပြီးတော့မှလာတာ ဖြစ်ပါတယ်လို့ဒီ Peter T McIntyre ကပြောထားပါတယ်သူကဒီ Peter T McIntyre ကဒီ New Zealand လူမျိုးပကြီးဆရာကြီးဖြစ်ပါတယ်သူကဘာကိုပြောလဲဆိုလို့ရှိရင်ဒီကိုကိုကိုယုံကြည်ချက်ရှိခြင်းကအမြဲတမ်းအမှန်တွေပဲလုပ်နေတာမျိုးကနေမဟုတ်ဘူးဒီမှားမှာကိုမကြောက်ချင်းကနေပြီးတော့မှရရှိလာတာဖြစ်ပါတယ်လို့သူကပြောတာဖြစ်ပါတယ် confidence grows when you take action and see progress ဒီကိုကိုကိုယုံကြည်ချက်ဟာဆိုလို့ရှိရင် grows ကကြီးထွားလာတာတိုးတက်လာတာဖွံ့ဖြိုးတိုးတက်လာတယ် when you take action မိတ်ဆွေကဒီလှုပ်ဆောင်လိုက်မယ် action ယူလိုက်မယ်ပြီးတော့ကို action ယူပြီးရဲ့နောက်မှာကိုရဲ့ progress ဆိုတိုးတက်မှုကိုဟောတွေ့ရတဲ့အခါမှာအဲဒီယုံကြည်ချက်ကတိုးလာတာဖြစ်ပါတယ်ကိုကအဒီအဲဒါငါဒါလေးလုံးကြည့်ရရင်ကောင်းမလားပြောကြည့်ရရင်ကောင်းမလားအဲ့လိုစိတ်ထဲအတွေးထဲမှာမဟုတ်ဘူးအဲ့နဲ့ action ယူလိုက်တာအာစပြီးတော့လှုပ်ဆောင်လိုက်တယ်လှုပ်ဆောင်လိုက်ပြီးရင်တဖြည်းဖြည်းချင်းတိုးတက်လာတဲ့ဒီတိုးတက်မှုလေးတွေကိုဟောတွေ့ရအနေပြီးတော့မှ confidence ကဒီတိုးတိုးပွားလာတာ တိုးတက်လာတာမျိုးဖြစ်ပါတယ်။ number 2အနေနဲ့ဆိုလို့ရှိရင်တော့ change your mindset သင်ရဲ့ဒီစိတ်ထားကိုဟာပြောင်းလဲပါ။ဘာလဲဆိုလို့ရှိရင် confidence starts in the mind ဒီအခုကိုယုံကြည်မှုရှိခြင်းအားဆိုလို့ရှိရင်စိတ်ကနေပဲစတာဖြစ်ပါတယ်တဲ့။ uh the way you think about yourself တဲ့ကိုတဲ့ဒီ တွေးတဲ့အဲတွေးပုံတွေးနေဝေးဆိုတာနီးပေါ့နော်တင့်ကိုတင်တွေးတဲ့အာအာတင်အကြောင်းကိုတင်တွေးပုံတွေးနေတာ shapes ဆိုတာပုံဖော်ပါတယ် your actions တင်ရဲ့လှုပ်ဆောင်ချက်တွေကိုပုံဖော်ပေးရတဲ့ example အနေနဲ့ဆိုရှင် instead of saying ဒီလိုပြောမဲ့အစား i can't do this ငါမလုပ်နိုင်ဘူးလို့ပြောမဲ့အစား say ဘယ်လိုပြောရမလဲဆိုရှင် i'm learning and i will improve ငါကလေ့လာသင်ယူနေတယ်ငါတိုးတက်လာမှာအဲ့လိုပုံစံမျိုးပြောပါတယ် improve ကတိုးတက်တယ် learning ကတည်ယူလေးလားလေးလားတည်ယူနေတာ whether you think you can or you think you can't you're right သင်ကသင်လုံးနိုင်တယ်လို့တွေးတာပဲဖြစ်ဖြစ်သင်မလုံးနိုင်ဘူးလို့တွေးတာပဲဖြစ်ဖြစ်မင်းကသင်ကမှန်ပါတယ်တဲ့အဲ့ဒါကို henry ford ကပြောတာဖြစ်ပါတယ် a positive mindset makes a big difference in how you see yourself ဒီအကောင်းမြင်တဲ့ mindset ဆိုတာစိတ်ထားစိတ်ထားအကောင်းမြင်တဲ့စိတ်ဟာဆိုလို့ရှိရင်ဘာကိုပြုလုပ်ပေးလဲဆိုလို့ရှိရင် big difference ဆိုတာကြီးကျယ်တဲ့ဒီမတူညီမှုကြီးမားတဲ့မတူညီ क्वे ပြားမှုဘယ်နေရာမှာလဲဆိုရှင် in how you see yourself တင်ဟာတင်ကိုတင်ဘလိုမျိုးမြင်လဲဆိုရယ်မြင်တဲ့နေရာမှာဒီအများကြီး क्वे ပြားခြားနားမှုဖြစ်သွားပါတယ်တဲ့ဒီအကောင်းမြင်တဲ့အတွက်ကိုကအကောင်းတဲ့ဟာတွေ ှန်သမျှအထိလုံနိုင်လာတယ်ဥမာငါမလုံနိုင်ဘူးဆိုတာကငါလုံနိုင်တယ်လို့ပြောရဲဆိုလို့ရှင်ဒီအဟိုကိုကလည်းဒီအလုံးတစ်ခုမှာလုံနိုင်လာတယ်ပြောနိုင်လာတယ်အဲ့လိုမျိုးဖြစ်လာတယ်စရတဲ့ဒီကိုကမလုံနိုင်ဘူးဆိုလို့ရှင်အစိတ်ကမလုံနိုင်ဘူးလို့တွေးလိုက်တာ ਨੇ လူကလည်းဒီအအောင်မြင်အောင်မလုံးချင်တော့အားကြောင့်မလို့ဒီ positive mindset mindset ဟာဆိုလို့ရှိရင်ကြီးမားတဲ့ဒီကွဲပြားခြားနာမှုကိုပြုလုပ်ပေးပါတယ်တဲ့ နံပါတ်3အနေနဲ့ကတော့ start with small steps ဒီသိငယ်တဲ့အဆင့်လေးတွေ small ကသိငယ်တော့သိငယ်တဲ့အဆင့်လေးတွေကနေစတင်ပါတဲ့ building confidence doesn't happen overnight ီကိုကိုကိုယုံကြည်ချက်ဖြစ်အောင်တိဆောက်ခြင်းဟာဆိုလို့ရှင် doesn't happen ဖြစ်လာတာမျိုး happen ဆိုတာဖြစ်ဖြစ်ဒီဖြစ်ပြလာတာမျိုးမဟုတ် overnight ဆိုတာညာရင်းချင်းညာရင်းချင်းဖြစ်ပြလာတာမျိုးမဟုတ်ပါဘူးတဲ့ start with a small actions ဒီသိငယ်တဲ့လှုပ်ဆောင်ချက်လေးတွေကနေစတင်ပါ that make you feel good တင့်ကိုဒီခန်းစားချက်ကောင်းအောင်ပြုလုပ်ပေးတဲ့သေးငယ်တဲ့ action လေးတွေကနေစတင်ပါတယ် example ဥပမာအနေနဲ့ဆိုလို့ရှိရင် if you are afraid of public speaking သင်ကဒီလူတွေရှေ့မှာစကားပြောရမှာဟော public speaking ဆိုတာဒီလူတွေရှေ့မှာစကားပြောတာအဲ့ဒါမျိုးပြောရမှာကြောက်တယ်ဆိုလို့ရှိရင် start by practicing in front of a mirror or with a friend ဒီ မှန်မှန်တစ်ချက်ရဲ့ရှေ့မှာဒီလေ့ကျင့်တာမျိုး practicing ဆိုတာလေ့ကျင့်ခြင်းအားဖြင့်စတင်ပါဒါမှမဟုတ်ရှင်တငယ်ချင်းတယောက်နဲ့လေ့ကျင့်ခြင်းအားဖြင့်စတင်ပါတဲ့ the journey of a thousand miles begins with a single step ဒီ my ထောင်ပေါင်းများစွာအာဒီ my mountain ထောင်လောက်ရှိတဲ့ခရီးကိုဒီခြေလမ်းလေးတစ်လမ်းနဲ့စတင်တာဖြစ်ပါတယ်လို့လောင်စုကဟာသူပြောမှုပါတယ် small victories create momentum and build belief in yourself ဒီသိငယ်ရဲ့အောင်မြင်မှုလေးတွေ victories ဆိုတာအောင်မြင်မှုလေးတွေဒီသိငယ်ရဲ့အောင်မြင်မှုလေးတွေကအောင်ဖန်တီးပြီးလို့ဆို momentum ဆိုတာကဒီအရှိန်အရှိန်ကိုဖန်တီးဒီနောက်မှာအောင်မြင်မှုအကြီးကြီးဖြစ်လာဖို့ရအတွက်အရှိန်လေးတွေကိုဒီပြုလုပ်ပေးတယ်ဖန်တီးပေးတယ် engine ပြီးတော့ build belief in yourself သင်ကိုယ်သင်ယုံကြည်မှုကိုတည်ဆောက် တိဆောက်ပေးပါတယ်တဲ့ belief ဆိုတာယုံကြည်ချက်တင့်ကိုတင်ယုံကြည်ချက်ကိုအရာရှိမှုရအတွက်သူကတိဆောက်ပေးပါတယ်တဲ့ number 4နည်းနည်းကတော့ practice self self love and self care အာတင်ကဒီကို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 ယူဆိုင်တာမျိုးကိုကိုကိုချစ်မြတ်နိုးတာမျိုးလေ့ကျင့်ယူပါ confidence comes from feeling good about yourself ဒီကိုကိုကိုယုံကြည်ခြင်းဟာဆိုလို့ရှိရင်တင့်ကိုတင် about yourself ပါတင့်အကြောင်းကိုတင်တင့်ကိုတင်ဒီအခန်းစားချက်ကောင်းလာတာနေပြောမှာရလာတာဖြစ်ပါတယ်တဲ့ဟိုကငါလုံးနိုင်ပါလားငါစူးစမ်းနိုင်တယ်အဲ့လိုပုံစံမျိုးဒီ feeling good ဆိုတာကိုယ်နဲ့ပတ်သက်ပြီးတော့ဒီကောင်းမွန်တဲ့ခံစားချက်ကနေပြောမှာရလာတာဖြစ်လာတယ်ဖြစ်ပါတယ်တဲ့ take care of your body and mind. The same kind of Google you say by take care so you say the example in the solution eating healthy the jama hine new day hari usara exercising eating a lot and to grow getting enough enough sleep help you feel stronger and positive the age getting enough sleep so a you wa wa a chin a you are enough kalong out of sleep ka age ဒီလုံလုံလောက်လောက်အာအိတ်ချင်ဟာဆိုလို့ရှိရင်ဒါမှမဟုတ်ရှင်ဒီ exercise လုပ်တာလေ့ကျင့်ခန်းလုပ်တာနဲ့ဒီကျန်းမာတဲ့အစားအစာတွေစားသုံးခြင်းဟာဆိုလို့ရှိရင်တင့်ကိုဒီအကောင်းမြင်စေဖို့နဲ့ပို့ပြီးတော့ဒီတန်မာစေဖို့ရာဒါတန်မာတန်မာမှုရစေဖို့ရာအတွက်ကူညီပေးပါတယ်တဲ့ strong ကတန်မာသော positive ကတော့ဒီအကောင်းမြင်တော့ feel ဆိုတာခံစားရတာအဲ့လိုမျိုးခံစားဖို့ခံစားရနိုင်ဖို့ဆိုလို့ရှိရင်ဒီအကောင် A1 အေးရမယ်လေ့ကျင့်ကြောင်းလုပ်ရမယ်ပြီးတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားသုံးရမယ် To love oneself is the beginning of a lifelong romance. The Oscar Wilde's ကဘာပြောလဲဆိုလို့ရှိရင်အာဒီ life long ဆိုတာကဘဝတစ်လျှောက်တော့ကိုယ့်ရဲ့တသက်တာဟာတသက်တာမှာဒီလိုချစ်ချင်းမြတ်တာ romance ဆိုတာချစ်ချင်းမြတ်တာတသက်တာမှာကိုယ့်ရဲ့ဘဝတသက်တာမှာချစ်ချင်းမြတ်တာတွေနဲ့ဟာထုံမွန်းချင်တဲ့ဆိုလို့ရှိရင်အဲ့ဒါရဲ့အစကဘာလဲဆိုလို့ရှိရင်ကိုကိုကိုချစ်မြတ်နိုးခြင်းပဲဖြစ်တယ်လို့သူကပြောခဲ့တာဖြစ်ပါတယ် when you take care of yourself သင်ကတည်ကုန်တဲ့ဒီ view ဆိုင်မဲ့ view ဆိုင်တဲ့အခါမှာ you feel more confident in your abilities သင်ရဲ့လုံဆောင်နိုင်တဲ့ abilities ဆိုတာစွမ်းရည်တွေအရည်အသွေးတွေပေါ်မှာပုံပြီးတော့ဒီယုံကြည်ချက်ရှိလာတယ်လို့ခံစားခံစားလာပါတယ်တဲ့ Number 5 in here surround yourself with positive people ဒီတင့်ကိုဒီအကောင်းအကောင်းမြင်ချက်တဲ့လူတွေအကောင်းဘက်ကတွေးတတ်တဲ့လူတွေ ਨੇ surround ဆိုတာကဝန်းရံထားပါတယ် the people around you influence your confidence တင့်ရဲ့တင့်နားမှာရှိနေတဲ့ around ဆိုတာဘေးပတ်ပတ်လည်းအနားမှာတင့်နားမှာရှိနေတဲ့အသူတွေကတင့်ရဲ့ဒီယုံကြည်ချက်ကိုအသွမ်းမှုရှိပါတယ် influence ဆိုတာအလွမ်းမှုဒီ choose a friends who encourage and support you ဒီ ်တင့်ကိုထောက်ခံပြီးတော့အားပေး support ဆိုတာကထောက်ပံ့တာအာဒီ encourage ဆိုတာအားပေးတာတင့်ကိုထောက်ပံ့ပေးတဲ့အားပေးတဲ့အာထောက်ခံအားပေးတဲ့အာမိတ်ဆွေတငယ်ချင်းတွေကိုရွေးချယ်ပါ example ဥပမာအနေနဲ့ဆိုရင် spend time with the people who uplift you အာဒီ uplift ဆိုတဲ့ဥစားမြင့်တင်တာတင့်ကိုမြင့်တင်ပေးတဲ့လူတွေနဲ့အချိန်ဖြုံးမှာ spend time ဆိုတာအချိန်ကိုအသုံးချပါ not those who bring him down တင့်ကို this bring down ဆိုတာဆွဲချတာတင့်ကိုဆွဲချနေတဲ့သူတွေ ਨੇ အချိန်မဖြုံးပါနဲ့ you are the average of the five people you spend the most time with ဒီ gym room ကဘာပြောလဲဆိုလို့ရှင်တင်ကဒီအတင်အများဆုံးအချိန်ဖြုံးတဲ့လူ၅ယောက်ရဲ့ဒီပြန်မြပဲ ဖြစ်ပါတယ်တဲ့ဗျမ်းမြအတိုင်းပဲဖြစ်ပါတယ်ဆိုတော့ကကိုကဒီအော်မကောင်းတဲ့သူတွေနဲ့ချိန်ပြောတဲ့အောင်လဲမကောင်းတဲ့သူပဲဖြစ်လာမှာမကောင်းတာတွေပဲတွေ့လာမှာကောင်းတဲ့သူဒီတော်တဲ့သူ positive အကောင်းဘက်ကတွေးပြီးတော့လှုပ်ဆောင်တဲ့သူတွေနဲ့အချိန်ပြုံးနေဆိုလို့ရှင်တင်ရလဲအလိုမျိုး နော်အကောင်းမြင်ပြီးတော့အကောင်းလာတွေပဲလုပ်တဲ့သူဖြစ်ပါမယ်တဲ့ positive energy helps build self belief ဒီအကောင်းမွန်တဲ့ energy positive အကောင်းမြင်တတ်တဲ့စွမ်းရည်ဟာဆိုလို့ရှိရင်ဒီအသိကိုသိယုံကြည်ချက်ကိုတည်ဆောက်ဖို့တဲ့နေရာမှာကူညီပေးပါတယ် self belief ကကိုကိုကိုယုံကြည်မှု build ကတည်ဆောက်သည် help ကကြောင့်ကူညီပေးသည် number 6အနေနဲ့ဆိုလို့ရှိရင် learn from mistakes ဒီအမှားတွေကနေပြီးတော့မှသင်ယူပါရတယ် Mistakes are a natural part of learning. The Amaya solution is Lila Tingyu Chinye di the Bawa Jare, a say by the Kuwe Pibare, and nature is what Bawa Jato, lots of a say by learning a Tingyu Lila Chin. Don't let the fear of failure stop you from trying. The show ne doama, ja shong doama go, jao yone, jao yong muga, Tingo di the Kuku, Josa, no sanguya, go, jet them. စီရမမဖြစ်စီပါနဲ့တဲ့ရက်တန်သွားစီရမဟိုမှာကတခုခုကိုလုံးဝမှာကြောက်လို့မလို့မလုံတော့ဘူးမ try လိုက်တော့ဘူးမကြိုးစားကြည့်တော့ဘူးအဲ့လိုမျိုးမဖြစ်ပါစီနဲ့တဲ့ example ဥပမာအနေနဲ့ဆိုရှင် if you say something wrong in english သင်ကအင်္ဂလိပ်စာမှာတခုအမှားတခုခုကိုပြောတယ်ပြောမိလိုက်တယ်ဆိုလို့ရှင် mm -hmm. learn from it and keep speaking အဲ့ဒီကနေသင်ယူပါလေ့လာပါသင်ယူပါအဲ့ဒီကနေအမှားကနေသင်ယူမယ်ပြီးတော့ဆက်ပြီးတော့ပြောနေပါတယ် keep ဆိုတာဆက်ပြီးတော့လုပ်တာဆက်ပြီးတော့ပြောတာဆက်ပြီးတော့ပြောနေပါတယ် failure is a simple the opportunity to begin again အဲဒီ uh, failure ဆိုတာဒီရှုံးနိမ့်မှုကြာရှုံးမှုတွေ啊ဆိုလို့ရှိရင်ဒီရိုးရိုးတန်းတန်းပြောရမယ် simple ဆိုတာရိုးရှင်းဆိုတာရိုးရိုးတန်းတန်းဒီလိုမျိုးပြောရမယ်ဆိုလို့ရှိရင်နောက်တစ်ဖန်အစ်ပြန်ဆောက်ဖို့ရအတွက်အခွင့်အလမ်း opportunity ဆိုတာအခွင့်အလမ်းပဲဖြစ်ပါတယ်တဲ့အဲ this time ဒီတချိန်မှာတော့ more intelligently ဒီပို့ပြီးတော့ဒီညာရဲ့ intelligence ဆိုတာပို့ပြီးတော့ညာရဲ့ရှိတာ ညံရင်ရှိသွားပြီးတော့ပါနက်ဆိုတာဒီတစ်ချိန်မှာတော့ပို့ပြီးတော့ဒီပါပါနက်နက်နဲ့ညံရင်ရှိရှိနဲ့အာလှုပ်ဆောင်မယ်အဲ့ဒါကို Henry Ford ကပြောခဲ့တာဖြစ်ပါတယ်ဆိုလိုတာကဒီအာရှိတစ်ချိန်ကကြရှုံးသွားတယ်ရှုံးသွားတယ်ဆိုလို့ရှိရင်အဲ့ဒီကကနေကိုကတင်ယူမယ်အမားကနေတင်ယူပြီးတဲ့အခါမှာဒီတစ်ချိန်မှာတော့ပို့ပြီးတော့ပါပါနက်နက်နဲ့လှုပ်ဆောင်မယ် အဲ့လိုမျိုးပြောတာဖြစ်ပါတယ် every mistake is a step towards improvement ဒီအမှားတစ်ခုကျင်းစီ error ဆိုအမှားကိုလုံးလိုက်တဲ့အမှားအမှားတွေရာဆိုလို့ရှိရင်အမှားတွေတိုင်းရာဆိုလို့ရှိရင်ဒီ improvement ဆိုတာကတိုးတက်လာဖို့ညာ towards ဆိုစီတိုးတက်လာဖို့ညာအတွက်ဒီ challenge တလန်းနဲ့ဖြစ်ပါတယ် Number seven เนี่ย face your fears ติดจ้องเลยหายกูยินสายมา face สว่ายินสายดีดีเนี่ยว่า fears สว่าจ้าลงไป confidence grows when you do things that scare you ดีกูกูยองจิ้งหูสิเจ้าหาสูรุษเนี่ย that scare you สว่าเต็งกูอ่าจ้าจ้าเสีย scare สว่าจ้าลงเต็งกูจ้าลงเสียใช่กูลงยาเลยพี่รู้มาดี confidence ก็ตัวเด็ดป่ะที่บ่ายเนี่ยกูสว่าตัว ခွန်ဖြိုးသည်တိုးတက်သည်ကြီးထွားလာတိုးတက်လာတာဖြစ်ပါတယ်ကိုကြောက်နေတဲ့အရာတွေကိုဆန်းလှုပ်ခြင်းလှုပ်ခြင်းရတယ်ပြီးတော့မှယုံကြည်ချက်တရားတိုးတိုးလာတာဖြစ်ပါတယ်တဲ့ Uh, challenge yourself. Think within the think jiba. Example, woman in the situation, if you are afraid of talking to new people, think of the lu, um, kune matide, uh, lui, uh, the same ego, scab your way, a jout solution. starts by saying hello to strangers. Strangers as well, lu zane the dilomo, hello lu sabio, uh, pyo jiba. Afraid of ka uh, jowion. ်ဒီကြောင်ရွံ့တော့ဒီမှာအားနဲ့တွဲတဲ့အခါမှာကြောင်ရွံ့တယ် talking ဆိုတာစကားပြောတာစကားပြောခြင်းဒီလူအစ်တစ်ကိုလည်းမသိတဲ့သူတွေကိုစကားပြောရမှာ အစကားပြောရမှာကွာကြောက်တယ်ဆိုလို့ရှိရင် hello လို့စပြီးတော့ပြောကြည့် do one thing every day that scares you တင့်ကိုကြောက်စေတယ်တင့်ကြောက်နေတယ်ဥပမာဆိုလို့ရှိရင်အာကြောက်နေနေတိုင်းနေတိုင်းမှာ do one thing ဆိုတာတစ်ခုအလုပ်ပါဘာလဲဆိုတော့အဲ့ဒီ one thing ကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီ one thing က that scares you တင့်ကိုဒီအာတင့်လောကမှာကြောက်တဲ့တင့်ကိုကြောက်စေတဲ့ဒီအရာတစ်ခုကိုနေတိုင်းနေတိုင်း လောက်ကြည့်ပါတဲ့အဲ့ဒါကတော့ Elena Roosevelt ကသူကပြောထားပြပါတယ်။တင်ကြောက်တဲ့အရာတခုအနေတိုင်းနေတိုင်းလောက်ကြည့်ပါ။ The more you face your fears, တင်ကတင်တင်ကြောက်နေတဲ့အရာတွေကိုဒီရင်ဆိုင်လေးလေး the less power they have over you ဒီဒီမှာ they က fears ကိုဆိုလိုပါတယ်ဒီအဲ့ဒီကြောက်တင်ကိုကြောက်ရွံ့အောင်လုပ်ထားတဲ့ဒီ fears ကြောက်ရွံ့မှုတွေကတင်ပေါ်မှာ have over you ဆိုတာတင်ပေါ်မှာဒီလွှမ်းမိုးနေတဲ့ဒီကြောက်ရွံ့မှုတွေကပို့ပြီးတော့ဒီ power ဆိုဆွမ်းအင်တွေကယော်နေလာနေနေဖြစ်ပါတယ်။ကိုကဒီလောကဒီအကြောင်းတစ်ခုကိုလောအောင်မှာ public speaking ကိုလော မှကြောက်တယ်ဆိုလို့ရှိရင်ဒီစပြီးတော့ပြောကြည့်ပြောကြည့်လာတဲ့အခါမှာအဲ့ရာမကြောက်တော့ဘဲနဲ့ဒီစကားပြောရမှာကိုကြောက်ရွံ့လာတဲ့ဒီကြောက်ရွံ့ခြင်းဟာဆိုလို့ရှိရင်သူ့ရဲ့ပါဝါကတဖြည်းဖြည်းနဲ့လျော့နေသွားပြီးကိုကအာကိုရဲ့ဒီ confidence ကပိုပိုပြီးတော့တိုးတက်လာတာအဲ့ဒါမျိုးပြောရဖြစ်ပါတယ်နံပါတ်8အနေနဲ့က develop new skills ဒီကျွမ်းကျင်မှုအသစ်တွေကို develop ဆိုတာကဒီဖွံ့ဖြိုးလာအောင်တိုးတက်လာအောင်လုပ်ပါ learning something new boost confidence ဒီအတိတ်တစ်ခု something new အတိတ်တစ်ခုခုကိုသင်လေ့လာခြင်းဟာဆိုလို့ရှိရင်ယုံကြည်ချက်ကိုဒါ boost ဆိုတာမြင့်တင်ပေးပါရဲ့တဲ့ it shows you that သူကဘာကိုသင်ပြပြတယ်ဆိုရှင် you are capable သင်ဟာစွမ်းရည်ရှိတယ်လုံး capable ဆိုတာစွမ်းရည်ရှိတော့လုံနိုင်တော့ရည်ချင်းရှိတော့ဒါ are နဲ့တွဲလိုက်တဲ့အခါမှာတည်ဖြစ်သွား သင်ကဒီလုံနိုင်တယ်ဆိုတဲ့ဥစ္စာကိုပြသတာပဲဖြစ်ပါတယ်။ example အနေနဲ့ဆိုရင် take a new course ဒီသင်တန်းတစ်ခုခုကိုတက်တာပဲဖြစ်ဖြစ် learn a new hobby ဒီဝါသနာတစ်တစ်ခုခုကိုလေ့လာသင်ယူလိုက်တာပဲဖြစ်ဖြစ် or demonstration practice as good ဒီအရေးချင်းတစ်ခုခုဒီ skill ဆိုတာဟိုဆိုရင်အရေးချင်းတစ်ခုခုကိုဒီပို့ပြီးတော့ကောင်းအောင်လေ့ကျင့်တာမျိုးပဲဖြစ်ဖြစ် လုပ်ကြည့်ပါ once you learn to quit အာ quit ဆိုတာထွက်တယ်အာသင်ကဒီအာတခုခုလုံးကြည့်တယ်လုံးကြည့်လိုက်တဲ့အခါမှာအော်ငါနဲ့မကိုက်နေဘူးနေမှာပါငါမလုံးနိုင်ဘူးအာဆက်လုံလို့မဖြစ်နိုင်ပါဘူးလေဆိုပြီးတော့အော်ထွက်လိုက်တယ်ဆိုလို့ရှိရင်တစ်ချိန် once ဆိုတာကချိန်အဲ့လိုထွက်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဆက်မလုံဖဲနဲ့ဒီဟာကိုထွက်လိုက်တာမလုံဖဲနဲ့အာ ရပ်လိုက်တာအဲ့ဒါ it becomes a habit အဲ့ဒါကတဲ့အလေးချင်းတစ်ခုလိုမျိုးဖြစ်လာတယ်။ဒါကြောင့်မလို့ never quit ဘယ်တော့မှအာမရက်နဲ့ဘယ်တော့မှမထွက်လိုက်ပါနဲ့လို့ဒီ Vince Lombardi ကပြောထားပါတယ်။အာဥမာကိုကအာလုပ်ငန်းခွင်မဲ့ဖြစ်ဖြစ်တစ်ခုမှကိုကစပြီးလုပ်ဝင်ကြည့်အလုပ်ကြည့်တစ်ခုဝါနာပါတစ်ခုကိုစပြီး try ကြည့်ဒါမှမဟုတ်အာကိုကမအောင်မြင်ဘူး မလုံနိုင်ဘူးလို့ချင်းလာတဲ့အခါမှာဆက်မကြိုးစားဘဲနဲ့ထွက်လိုက်တဲ့ဆိုလို့ရှိရင်အဲ့ဒါအလေးကျင့်တို့မျိုးဖြစ်လာပြီးတော့နောက်ဆိုလို့ရှိရင်လည်းဘယ်တော့မှအောင်ရအောင်လုပ်ချင်မှာမဟုတ်ဘူးတခုခုအခက်ခဲလေးနည်းနည်းကျုံလာရတဲ့တော့ထွက်လိုက်တယ်အဲ့လိုမျိုးဖြစ်သွားရတဲ့အဲဒါကြောင့်မို့ဘယ်တော့မှမထွက်ပါနဲ့ The more skills you have တင်မာဒီကျွမ်းကျင်မှုတွေပိုပြီးတော့ရှိလာလေလေ The more confidence you feel တင်ကပိုပြီးတော့ဒီယုံကြည်ချက်ရှိတယ်လို့ခံစားရလေလေဖြစ်ပါတယ် ။နံပါတ်9အနေနဲ့က visualize assessments ဒီအောင်မြင်မှုတွေကိုဒီပုံဖော်ကြည့်ပါ visualize ဆိုတာပုံဖော်ကြည့်ရကိုယ်တစ်ခုခုကိုလုပ်ချင်တဲ့အခါမှာဆိုလို့ရှိရင်ဒီဟာကကိုယ်ကစပြီးတော့လုပ်ပြီးတော့အောင်မြင်နေပြီအဲ့လိုပုံစံမျိုးပုံဖော်ကြည့်ပါတဲ့။ Imagine yourself achieving your goals အတင်ကဒီတင်တဲ့ရင်မှန်းချက်ပန်းနိုင်လေးကို တော့ရရှိပြီးသားလို့ကိုကိုကိုဒီစိတ်ကူးကြည့်ပါပုံခုံးကြည့်ပါ achieve ဆိုတာကရရယူသည်ရရှိသည်ရယူပိုင်ဆိုင်သည် goals ကကြတော့ဒီ human ချက်ပန်းနိုင်냐 visualization helps to create a strong belief in yourself ဒီ visualize လုပ်ကြဒီမြင်အောင်ကြည့်ရဆိုလို့ရှင်ဘာကိုကိုညီပေးလဲဆိုတော့ helps ကိုညီပေးပါတယ် create a strong belief in yourself အတိတ်ကိုတင်ဒီအာအာ ယုံကြည်ဖို့ရအတွက်ဒီခိုင်ခိုင်မာမာနဲ့ယုံကြည်ချက်ရဖို့ရအတွက်ဖန်တီးတဲ့နေရာမှာကူညီပေးပါတယ်တဲ့ example အနေနဲ့ဆိုရှင် close your eyes သင်ရဲ့ဒီမျက်လုံးတွေကိုမှိတ်လိုက်ပြီးတော့ endeavor see yourself speaking english fluently and confidently သင်ကသင်ကိုယ်သင်ဒီမှာအင်္ဂလိပ်စာကိုကျွန်းကျွန်းချင်းချင်းနဲ့ဒီ uh confidence ယုံကြည်ချက်ရှိရှိဒီပြောနေတဲ့ပုံစံကို မျက်လုံးမိတ်ပြီးတော့မြင်အောင်ကြည့်တာမျိုးအဲ့ဒါမျိုးလုပ်ကြည့်ပါအဲ့ if my mind can conceive it ငါရဲ့ဒီစိတ်ကလားအရာကိုဒီဥမာဆိုလို့ရှိရင် तू ပြောချင်တာက it ဆိုတာက तू လှုပ်ချင်နေတဲ့အရာလေးတစ်ခုအာ ဲ့ဒါကို savage ဆိုတာကဒီတတိတင်းကစိတ်ထဲမှာတတိပြန်ဒီဟောင်းကလုံချင်တယ်အာအဲ့လိုပုံစံမျိုးတတိတင်းနေတယ်ဆိုလို့ရှိရင်ね and ပြီးတော့ my heart can believe it ငါရဲ့နှလုံးသားကဒီဟာကိုယုံကြည်ရယ်ဆိုလို့ရှိရင်ယုံကြည်နိုင်တယ်ဆိုလို့ချင်တာကဒီဟာကိုလုံချင်တယ်ပြီးတော့စိတ်ကလည်းအာငါလုံနိုင်တယ်လို့ယုံကြည်ရယ်ဆိုလို့ရှိရင် then i can achieve it ငါကအဲ့ဒီဟာကိုအောင်မြင်အောင်အောင်မြင်အာပိုင်ဆိုင်အောင် ကလုံနိုင်လဲဆိုပြီးတော့မိုဟာမက်ချန်လီကပြောထားပါတယ်ဆိုလို့ကျင်တာကွင်းစိတ်ထဲမှာလည်းဒီဟာလေအကိုလုံချင်နေတဲ့ပြည်မချက်ပန်းနိုင်ရတတိတီးနေတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ကလည်းလုံနိုင်တယ်လို့ယုံကြည်ရဆိုလို့ရှိရင်ငါကအဲ့ဒီဟာကိုရအောင်လုံနိုင်တယ်တဲ့ This technique prepares your mind for success ဒီနည်းဟာဆိုလို့ရှိရင်အောင်မြင်ဖို့ရအတွက်တင့်ရဲ့စိတ်ကိုဒီ prepare ဆိုတာကကြိုတင်ပြီးတော့ပြင်ဆင်ပေးရပဲဖြစ်ပါတယ်တဲ့ ံပါတ်10အနေနဲ့ဆိုလို့ရှိရင် keep going and never give up ဒီဆက်ပြီးတော့လုပ်နေပါဆက်ပြီးတော့သွားနေပါဆက်ပြီးတော့ရှေ့ဆက်ရှောက်နေပါအင်ဂျင်ပြီးတော့ဘယ်တော့မှ give up ဆိုတာကဒီရှုံးမပေးပါနဲ့ confidence is built over time ဒီယုံကြည်ချက်ဟာဆိုလို့ရှိရင်မိဘကိုယုံကြည်ချက်ဟာဆိုလို့ရှိရင် over time ဆိုတာအချိန်နဲ့အမျှအချိန်နဲ့အမျှတည်ဆောက်ရတာဖြစ်ပါတယ် keep practicing ဆက်ပြီးတော့လေ့ကျင့်နေပါ keep learning ဆက်ပြီးတော့လေ့လာနေပါ and ပြီးတော့ never give up အာ baroma ဒီဆုံးသွားလိုက်ပါနဲ့ example ဥမာအနေနဲ့ဆိုလို့ရှိရင် think of a baby learning to walk ဒီ lunch shop ဖို့ရတင်ယူနေတဲ့ကလေးတယောက်ကိုစဉ်းစားကြည့်လိုက် အာတွေးကြည့်လိုက်ပါ they fall many times but never stop trying သူတို့ကအကျိန်ပေါင်းများစွာလဲကြတယ်ဒါပေမဲ့လို့ဘယ်တော့မှဒီလမ်းလျှောက်ဖို့ရစူးစမ်းခြင်းကနေပြီးတော့ရပ်မသွားဘူးတဲ့ eventually တကယ်တော့ they succeed သူတို့ကအောင်မြင်သွားပါတယ်ဒီလမ်းလျှောက်တက်သွားတယ် our greatest glory is not in never falling ဒီငါတို့ရဲ့ဒီကြီးကျယ် greatest ဆိုတာကြီးကျယ်ခမ်းနားဆုံးသော glory ဆိုတာဒီဂုံရောင်တော့အောင်မြင်မှုတော့ဒီငါတို့ရဲ့အကြီးကျယ်ခံစားဆုံးတော့ဒီအောင်မြင်မှုဒီဂုံရောင်啊ဆိုလို့ရှိရင် is not in never falling ဘယ်တော့မှဒီမလဲကျခြင်းမျိုးမဟုတ်ပါဘူးတဲ့ but in rising every time we fall ငါတို့လဲကျတဲ့အချိန်တိုင်းမှာပြန်ပြီးတော့ထခြင်းပဲဖြစ်ပါတယ်တဲ့အဲဒါကို confucius confucius ကပြောခဲ့တာဖြစ်ပါတယ် believe in yourself. Tengku tengjong jiwa, you are capable of achieving great things. Tengha uh, solution di jiche kanare jari wu jashibu ya capable soa lomai suan, suan yi shibare. Now you have learned the secrets to self confidence. A good solution thing, a thing good thing, yung jijie, shifu ya a dre di, lo sao me shua chadigu, lila jibi dua li pibare. Remember the diaba, confidence is not something you are born with. Ah, uh, di, shiku yung jijie, ရှိခြင်းဟာဆိုလို့ရှိရင်မွေးကလေးကပါလာတဲ့အရာမျိုးမဟုတ်ပါဘူး it is something you built အရာဆိုလို့ရှိရင်တင်းတိဆောက်ယူရတဲ့အရာပဲဖြစ်ပါတယ် built ကတိဆောက်တယ်ဒီတင်းတိဆောက်ရတဲ့အရာပဲဖြစ်ပါတယ်တဲ့ take small steps every day နေတိုင်းနေတိုင်းမှာဒီသိငယ်တဲ့အဆင့်လေးတွေကနေစတင်ပါ believe in yourself သင်ကိုယ်သင်ယုံကြည်ပါ and to be your never stop growing ဒီကိုယ့်ရဲ့ဒီဖွံ့ဖြိုးတိုးတက်မှုကိုမရက်လိုက်ပါနဲ့ဆိုလိုချင်တာဆက်ပြီးတော့လေးလာသင်ယူနေဆက်ပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိနေပြီးတော့ဆက်ပြီးတော့တိုးတက်နေပါ if you liked this lesson I that solution. do don't forget to like the ဒီ video လေးကို like လုပ်ဖို့ရမမေ့ပါနဲ့ and if you are subscribed to our channel uh ဒီလိုမျိုးဒီ uh သင်ခန်းစာလေးကိုဆက်ပြီးတော့ဖန်တီးဖို့ရအတွက်ဒီ channel ကို subscribe လုပ်ပေးခဲ့ပါ and ပြီးတော့ share this video to video ကိုလည်းမိတ်ဆွေရဲ့တငယ်ချင်းတွေစီကိုမိတ်ဆွေတွေစီကိုပြန်လိုက်ပြီးတော့မျှဝေပေးလို့ရပါတယ်. See you next time. နောက်တစ်ချိန်ထပ်ပြီးတော့ပြန်တွေ့ကြမယ်. Bye-bye.